အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီထက်မှာတော့ unit 11အနေနဲ့ eight story rc building project တစ်ခုကိုဆက်ဆွဲရမှာပဲဖြစ်ပါတယ်အဲ့ဒီတွက်လိုအပ်တဲ့ကျွန်တော်တို့ site location plan building layout plan ground floor plan typical floor plan နဲ့ roof plan တွေကိုကျွန်တော် unit 11မှာဆွဲသွားရမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ site location plan ကိုဆက်ဆွဲရမယ် site location plan ဆွဲဖို့အတွက်ကျွန်တော်တို့ Google Map ကနေ ့ Orchid ထဲမှာ site location plan ဘယ်လိုပြန်ထုတ်မလဲဆိုတဲ့အပိုင်းကိုကျွန်တော်အရင်ဆုံးရှင်းပြပေးသွားမယ်။ Okay. ဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ site location plan ကိုကျွန်တော်တို့ဒီသင်တန်းနေရာကို sample အနေနဲ့ထည့်ပေးထားတယ်။အဲ့အတွက်ကျွန်တော်ခုရှင်းပြအောင်ပါ Google Map ကနေ site location plan ဘယ်လိုကောက်မလဲဆိုတဲ့အပိုင်းနဲ့နောက်တစ်ခုက Google Map မသုံးမဲနဲ့ကျွန်တော်တို့ AutoCAD ထဲမှာတင်ကို GeoMap ကိုသုံးပြီးတော့ site location plan တစ်ခုကိုကောက်လို့ရတယ် အဲ့တော့ကျွန်တော်အခု autocation မှာပဲ geomap ကိုတုံးပြီးတော့ location plan တခုဘယ်လိုဖန်တီးသွားမလဲဆိုတဲ့အပိုင်းကိုအရင်ရှင်းပြသွားမယ်။ Okay ပထမဆုံးနဲ့ကျွန်တော်တို့ project ဆက်မှာဖြစ်တဲ့အတွက် find တောင်းလိုက်မယ်။ find က new ကျွန်တော်တို့မှာ plan မနဲ့တုံးမှာဖြစ်တဲ့အတွက် ak.dwt ပြန်တော့ကျွန်တော် unit limit တက်မှတ်မယ်။ unit တက်မှတ်မယ်။ unn အကြောင်း e တစ်ချက်နှိပ်လိုက်တယ်။ insertion scale inches okay ပင် limit တက်မှတ်မယ် LIMITS enter lower left corner 00 enter upper right corner ကျွန်တော်အနေဆုံး P100 လောက်တက်မှတ်လိုက်မယ် DRB comma 100 P enter ပင်တော့ zoom out လုပ်ထားပြီးမယ် set enter A enter အားလုံးပြီးပြီဆိုကျွန်တော် layer တွေတောင်းမယ် layer တွေကတော့အများကြီးတောင်းရမယ်အဲ့အတွက်လိုတဲ့ layer လေးတွေပဲအရင်တောင်းလိုက်မယ်ပြီးတော့မှတစ်ခုချင်းထပ်တောင်းမယ်နော် layer ပိုင်းအရကျွန်တော်တည်ခဲ့ပြီပထမဆုံးညကျွန်တော်ဘာလုပ်မလဲဆိုတော့ grid layer လုပ်မယ် ပင်ကာလာလေးကို ကျွန်တော်တို့နည်းနည်းအယောင်မှိန်တဲ့ကာလာအိတ်လောက်ကျွန်တော်ထားလိုက်မယ်ပြီးလို့ရှိရင်နောက်တစ်ခု grip ပြီးတော့ကျွန်တော် column ပေါ့နော် location line လို့ကျွန်တော်ပြီးလိုက်မယ်နော်ဖြူလေးနဲ့ပဲပင် description ထည့်လို့ရတယ် site location plan ပေါ့နော် for site location plan description ထည့်ခဲ့လို့ရတယ်ဘယ်အတွက်သုံးလဲဆိုတာသိဖို့အတွက် okay ပြီးတော့ကျွန်တော်တို့ဒီ location line လေးကိုကျွန်တော် guarantee ထားလိုက်မယ် double click နဲ့ okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ geo map ကိုသုံးပြီးတော့ autocad ထဲမှာ site location plan ကိုဘယ်လိုကောက်သွားမလဲဆိုတဲ့အပိုင်းကျွန်တော်ရင်းရှင်းပြမယ် ဲ့အတွက်သုံးမဲ့ comment ကတော့ GEO GEO เนาะအဲ့တခုကျွန်တော်ကြိုပြောအောင်ပါလဲဆိုတော့မိသွားတယ်အော် auto test account တော့လိုတယ်เนาะ auto test account ဖွင့်ထားပြီးဖို့လိုတယ်စာရင်လုပ်ထားပြီးဖို့လိုတယ် account ဖွင့်ရတော့မခက်ပါဘူးကျွန်တော်เนาะ audit audit desk account ဖွင့်ထားပေးရမယ် sign လုပ်ထားပေးရမယ် internet လည်းချိန်ထားအောင်เนาะပြီးတော့ကျွန်တော်တို့ geo and တော့ပြီးတော့ကျွန်တော်တို့ map ကနေသွားမယ်เนาะ map ကိုယူမယ်ဒါကျွန်တော် နတော့ရှာထားတာမလို့နော်ဒီမှာကျွန်တော်တို့ address ကိုရိုက်ထည့်ပေးရတယ်ပုံမှန်အတိုင်းဆိုသူကတကဘာလုံးညမြင်နေရတာနော်ဒီနေရာမှာကျွန်တော် address ကိုရိုက်ထည့်မယ်ကျွန်တော် kyaukdata ပေါ့ကျောက်တထရှန်ကုန်မြန်မာ okay ပင်12 magahia နဲ့ magali ပေးရနော်ဒီနေရာပေါ့ okay ဒီပိုင်းရပြီဆိုရင်ကျွန်တော်တို့ဒီနေရာနဲ့ရွေးလို့ရတယ်အဲဒီ map ကကျွန်တော်တို့ Google Map မဟုတ်ပါဘူး Microsoft ရဲ့ Bing Map เนาะ Bing Map โอเคဒီနေရာမှာကြောင်းကြည့်လို့ရတယ် Road Map ဟာ Road Map ပါပေမဲ့ကျွန်တော်ဒီ Road Map ကိုအခုလောလောဆယ်မှာ Orchid ထဲကို import လုပ်လို့မရအောင်ဒါတို့ Orchid နဲ့ဒီ map နဲ့ချိန်တဲ့နေရာမှာ error ရှိလို့နော်အော်ကျွန်တော်တို့စီမှာပဲမရတာပေါ့အကုန်လုံးတုံးမရတာအခုချိန်မှာတော့နော်အဲ့ဒါတခုတော့ရှိတယ် အဲ့တော့ကျွန်တော်ဒီမှာအာဒီနေရာမှာတော့ map ကိုကျွန်တော် Google Map ကနေအဓိကယူမယ်ဒီလိုမျိုး geo map လည်းတုံးလို့ရတယ်ဆိုတဲ့အကြောင်းကိုပဲကျွန်တော်ဒီမှာရှင်းပြသွားမှာနော် road map ရှိမယ်နောက်တစ်ခု area ပိုင်းရှိမယ် area တော့အဆင်ပြေတယ်နော် area ကအဆင်ပြေတယ်ပြီးနောက်တစ်ခုအာ bar time view တွေရှိမယ်နော်ဒါတွေရှိမယ်ဒီမှာတော့ကျွန်တော် area နဲ့ကြည့်လိုက်မယ်ပြီးကျွန်တော်တို့အခုဆွဲရမယ့်နေရာကဘယ်နေရာလဲဆိုတော့စိတ်ကန်းသာလန် Okay 39တမှာရှိမယ်နော်ဒီနေရာလေးပဲကျွန်တော်တို့အာဒီနေရာလေးရှိမယ်အဲ့အတွက် right click move marker here နဲ့ဆိုတော့ marker လေးလုပ်ခဲ့မယ် pin next okay pin coordinate system အတွက်ကျွန်တော်တို့မြန်မာကိုရွေးပေးမယ်မြန်မာ pin တိုင်းစုံကတော့ကျွန်တော်တို့70 rangoon inches နဲ့ပဲ drone unit က next ပြန် location ဒါ point location ကိုကျွန်တော်တို့00ပဲထားမယ် enter ပြီးတော့ node direction ကတော့90ပေါ့နော်90ဒါဆိုရမယ်เนาะဒီ map ကြီးတစ်ခုလုံးကျွန်တော်တို့ autocad ဝင်လို့ရဝင်လာပြီเนาะဝင်လာတဲ့အချိန်မှာကျွန်တော်ချဲကြည့်လိုက်မယ်ဘယ်လိုခေါ်မလဲကျွန်တော်တို့အပြင်က map တစ်ခုကို autocad ထဲမှာ live ကြည့်ရတယ်လို့ပဲเนาะဒါမျိုးဖြစ်လာမယ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာကိုအဓိကထားပြီးတော့ကောက်ကောက်မှာပေါ့เนาะအဲ့ဒါကျွန်တော်တို့ site location plan လေးကို အဲဒီညလေးမှာဆွဲမယ်နော်ဒီညလေးမှာကျွန်တော်ဒီပုံလေးအရင်ပြအောင်နော်ဒီကောင်လေးကိုတန်တန်ကလေးဆွဲရမှာကျွန်တော်နောက်ပြီးတော့မှ channel ပိုင်းလေးဆွဲမယ်အာဒီပုံလေးနော်ဒီလောက်ကလေးရအောင်ကောင်းအောင်ဆိုတော့ဒီညလောက်ပေါ့နော်အဲ့ဒီဘယ် command သုံးမလဲဆိုတော့ကျွန်တော်တို့ GEO MAP IMAGE Geomap Image Engine ပြန်တော့ view ပို့နေသွားမလား လို့ဒီလို craft လုပ်မလားဘာ view ပို့ဆိုလို့ရှိရင်အခုမြင်နေရတဲ့အတိုင်းယူသွား clip လုပ်သွားမှာနော်ကောက်သွားမှာအဲ့တည်းကျွန်တော်အကုန်လုံးမကောက်ချင်ဘူးဒီညာလောက်ပဲကောက်ချင်တယ်ဒီနေ့ဒီပေါ့နောက်မှပြန်ချက်လေရတယ်နော်โอเคရသွားပြီပင်ဒီကောင်းကြီးဖြောင်းမယ်ဖြောင်းမယ်ဆိုတော့ geo map enter off enter ပေါ့နော်อืมဒါပြောက်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ map ကလေးကျွန်တော်လိုချင်တဲ့အပိုင်းလေးပဲကွက်ပြီးခြံခဲ့ပြီးတယ်ဆက်လက်ပေးပြီးတော့နောက်မှလည်းပြင်လို့ရပါတယ်နော်အချုံချယ်လေးလုတ်သွားလို့ရတယ် โอเคဒါတနည်းပေါ့နော်ဒါကကျွန်တော်တို့အာ geo map ကိုတုံးပြီးတော့ site location plan နေကောက်မယ်ဆိုကောက်သွားလို့ရတယ်နေโอเคဒါတနည်းနော်ချက်လိုက်တော့နောက်တစ်ခုကျတော့ကျွန်တော်ဘာရှိမလဲဆိုတော့ Google Map ကနေတုံးမယ်နော် Google Map တုံးတဲ့အခါမှာကျွန်တော်တို့ဒီ Google ရဲ့ feature တွေအပြည့်အဝတုံးနိုင်မှုအတွက်က Chrome ကိုတုံးတာအကောင်းဆုံးပဲနော် Chrome ကိုတုံးမယ်ကျွန်တော် sign in လုပ်ရမလိုပါဘူးလုပ်ထားလိုက်ရတယ်နော် ကျွန်တော် map ကိုသွားလိုက်မယ်တကယ်လို့ဒီညမတွေ့ဘူးကျွန်တော်တို့တခြား browser သုံးနေဆိုလို့ရှိရင်လည်း map. google.com နော် map. google.com ဆိုရပြီ sorry ဒါဆိုရပြီနော် google map ကြာပြီအဲ့မှာကျွန်တော်ဘယ်နေရာရှာမလဲဆိုတော့ကျွန်တော်တင်တဲ့နေရာအရင်ရှာလိုက်မယ် fast computer โอเคဒီနေရာမှာတွေ့ပြီအဲ့တော့မှာကလေးပြမနော် မကပြန်ကျွန်တော်ဒီနေရာကိုလာခဲ့မယ် okay အဲကျွန်တော်လူတာကလူတာဒီနားလောက်ပဲနော်ဒီတစ်ခွက်ပဲပေါ့နော်အဲ့တည်းအဲအစင်ပြင်းမဲ့အနေထားတစ်ခုလောက်ကျွန်တော်ချဲလိုက်တယ်ချဲပြီးပြီဆိုရင် okay လောက်စီရမယ်နော်ချဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ menu ခေါ်မယ်နော် menu ခေါ်မယ်ပြန်တော့ print နော် menu ကနေ print လောက် အဲ print လုပ်မယ်ဆိုလို့ရှိရင် description ထည့်လို့ရတယ်မထည့်တော့ဘူးကျွန်တော် print ခဏဆောင်ပါ pin destination မှာကျွန်တော် pdf နဲ့နော် cf pdf နဲ့ pin page မှာကျွန်တော်တို့ page ကတူကဘယ်လိုသွားမလဲဆက်ကြည့်မယ်ကျွန်တော်ဒါဆို page ကနှစ်ခုဝင်သွားတယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ portrait ကြီးဖြစ်နေ landscape okay landscape နော် landscape မှာ landscape မှာလည်းကျွန်တော်နှစ်ခု သုံးခုတော့ပြထားရနော်အဲ့ဒါကျွန်တော် page မှာကျွန်တော် cast တဲ့ page 1ပဲထုတ်လိုက်မယ်နော် page 1 okay အဲ့ဒါဒါလေးပဲကျွန်တော် pen mode setting မှာကျွန်တော်ချိန်မယ် paper size ကိုကျွန်တော် a4 နဲ့တောင်းလိုက်မယ် pen တော့ margin depth for scale depth for နော် header footer မလိုချင်ဖြုတ်ထားလိုက်ရတယ်နော်ဒီကောင်ဒီနေရာလေး okay ဒါဆိုရပြီ ရယူစင်လို့ကျွန်တော်တို့ save နော်ပြန်ရမှာထားလဲသူတင်ခိုင်းတယ်အဲ့တော့ကျွန်တော် desktop ပေါ်ကိုသွားလိုက်မယ်အ desktop ပေါ်က fast google map တဲ့နော် save okay ရသွားပြီလားနော်ဒါဆိုလို့ရှိရင်တော့ desktop ပေါ်မှာရသွားပြီနော် desktop ပေါ်မှာကျွန်တော်တို့ရသွားပြီ okay เนาะ project file ကျွန်တော်မဆေးရသေးဘူးမဆေးရသေးဘူးဆိုတော့ save လုပ်ထားပါမယ် file နဲ့ save as နဲ့ test တော့မှာပဲခဏတင်လိုက်မယ်เนาะပြန် CF type ကိုကျွန်တော်2010နဲ့စီမယ်။ဘာလို့လဲဆိုတော့2010နဲ့အထက်အကုန်ဖွင့်လို့ရအောင်။ပြန်ခေါင်းထပ် ကျွန်တော်တို့ Google Map ကနေယူလိုက်တဲ့ PDF ကိုဒီ project file နဲ့ import လုပ်မယ်နော်။ဘာနဲ့ import လုပ်မလဲဆိုတော့ PDF attach နဲ့နော် PDF attach အန်ဂျောပြန်တော့ desktop ပေါ်ကကျွန်တော်တို့ first Google Map မှာဒါလေး open ပြန်တော့ insertion point ကိုကျွန်တော်တို့ special file နဲ့ screen ဖွင့်ထားခဲ့မယ်ဆိုလို့ရှိရင်ကိုလိုတဲ့နေရာလိုက်ချလို့ရတယ်။ဒီကောင်ဖြုတ်ထားမယ်ဆိုရင်တော့ origin ရောက်သွားတာပေါ့နော်။ဖွင့်ထားလိုက်မယ်။ step 4အတိုင်းထားမယ် scale ပါတယ် okay ပင်လို့အာကျွန်တော်လိုချင်တဲ့နေရာ click ချလိုက်ပါမယ်ဒီနေရာလေးပေါ့နော်ဒါဆိုပါလာပြီတော့အဲ့မှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒီနေရာမှာတော့တော်တော်မီတာနဲ့လာတာနော်မီတာနဲ့လာတဲ့အတွက်တော့ဒါကို10မီတာလို့ပြောတယ်ဒီနေ့ဒီကွာဝေးကိုအဲ့တော့ကျွန်တော်ပေးလမ်းမနဲ့သုံးမှာဆိုလို့ရှိရင်သူ့ scale ချပြီးတော့အတိအကျရအောင်ဆွဲလို့ရတယ်နော်ဘယ်လိုလုပ်နိုင်လဲအဲ့တော့ကျွန်တော်ဒီမှာ line လေးဆွဲလိုက်တယ်ဟော တခုတော့ရှိတာပေါ့နော်ကျွန်တော်ဒီပုံကိုအာ print ထုတ်လို့ရရုံပဲစကေးမလို့ဆိုတော့တမျိုးဒီတိုင်းကောင်းလို့ရတယ်နော်စကေးပါထည့်ပြခြင်းနေတယ်ဆိုလို့ရှင်နော်ကျွန်တော်ဒီနေရာမှာဒါမျိုးလေးရင်ဆွဲမယ်နော် Google Map ကိုစကေးတိကျရဖို့အတွက်ဆိုတော့နော်မြေပြင်မှာတခါတည်းတိုင်းမှာလုံးဝကြွက်တီရလိုက်မယ်ဒီမှာတော့ဒီလောက်ကြီးမရအောင်နော်โอเคဒီနေရာကို10မီတာတက်မယ် เนาะအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ calculator မှာကျွန်တော်တို့ CVR CVU နဲ့မှာ converge unit နဲ့ကျွန်တော်ချိန်လိုက်မယ် tan comma meter comma feet ပေါ့လေဘယ်လောက်ရှိမလဲ32.8ရှိမယ်เนาะ32.81ပေါ့လေဒါဆိုလို့ရှိရင်ဒီနေရာကဘာဖြစ်ကောင်းမှာလဲဆိုတော့32.81 feet ရှိရမယ်။ line လေးဆွဲလိုက်တယ်ကျွန်တော် 32.81 feet and ပင် ski ချုံချယ်လို့တော်မယ် sc and of this land base point ပြရဲဒီနေရာလေးမှာရှိမယ်ကျွန်တော်နော် n point ပြန် reference ကိုတော့မယ် r and down စာမဆုံးမကလေးချရဲပင် ski ချမ်းမယ်နေရာကလေးချရဲဒီနေရာလေးပေါ့နော်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တက်မီတာရသွားပြီတက်ဒီနေရာပေါ့နော်ဒီနေရာကတက်မီတာရှိတဲ့ အနေအထားအတိုင်းပြပြောင်းသွားပြီပေါ့နော်โอเคဒါရပြီဆိုရင်ကျွန်တော်တို့ sketch ကောက်လို့ရပြီ sketch ကောက်မယ်ဆိုတော့အဓိကကျွန်တော်လိုချင်တာကဒီနေရာလေးနော်နော်ဒီနေရာလေးပေါ့ဖို့အတွက်ဒီဘိုင်းလေးကောက်မယ်နော် location line နဲ့ပဲ line လေးဆွဲသွားမယ်ကျွန်တော် auto ပိတ်ထားလို့ရပြီအဲဒီနေရာလေးပေါ့နော်

စာရိုက်ထည့်မယ်ဆိုတော့လောလောဆယ်ကျွန်တော်တို့ print ထုတ်မဲ့နေရာလောက်ကို wipe ပြီးတော့ယူလိုက်မယ်နော် rectangle ထုတ်ကျွန်တော်အုပ်လိုက်မယ်ပြီးတော့မှလိုဒီလိုကျွန်တော်ပြန်ပိုင်းရတာပေါ့ကျွန်တော်ထုတ်မဲ့အပိုင်းလေးကိုပေါ့နော် f3 နဲ့ကျွန်တော်ခဏ ਉਸ နဲ့ဒီခဏပိတ်ထားတယ်ဒီလောက်ပေါ့နော်ဒီလောက်အရင်ယူထားမယ် a stand a stand ပြန်တော့ကျန်လိုက်ကျွန်တော် H twin နဲ့ twin လိုက်မယ်။ကန်တမ်းမယ်ကောင်ဖြတ်မယ်ပဲ။ Okay ။နော်။ပြန်ကျွန်တော်စာရေးထည့်တော့မယ်။စာရေးထည့်တော့မယ်ဆိုတော့ပထမဆုံး style တောင်းရအောင်မယ်နော်။ SDN တော့။ပြန် test style တက်တောင်းမယ်။ test style ကိုကျွန်တော်တို့အများဆုံး variable တုံးလဲဆိုတော့ area တုံးမယ်။ဒါတော့ ငါ standard အနေနဲ့ထားသုံးကြတော့နော်အင်္ဂလိပ်ဖောင့်အတွက်ဆိုရင် area သုံးမယ်ပြီးတော့ switch font နေသုံးတယ်။ဒါကြောင့်မဆိုတော့ area ကို area ကိုကျွန်တော်ကရှင်းလမ်းမှာတော့သုံးလိုက်နော်ရှင်းလမ်းမှာပြီး annotate ကိုသုံးမယ်နော် annotate ကိုကျွန်တော်သုံးလိုက်မယ်ဒီမှာလိုသလို site ချုံချဲလုပ်လို့ရအောင်ပြီးတော့ okay ပေါ့ဒါ test time ပဲတောင်းလာသေးတာ test time name လေးပဲရှိသေးတယ် area annotate ဖွင့်မယ်ပြီး font style regular ပြီးတော့ test size shell ma wait for the 1 oblique 0 apply second okay close test time ma raw area ဖြစ်သွားပြီကျွန်တော် annotate ကိုသုံးခဲ့တာဖြစ်တဲ့အတွက်တစ်ချက်ရိုက်ကြည့်အရန်သေးနေလိမ့်မယ် test site ကနော် dd နဲ့ကျွန်တော်ရိုက်ပြမယ် test app နေရာတော့ကျွန်တော်တီးခဲ့ပြီနော် dd 1 to 1နဲ့ရိုက်ကြည့် okay နော် တက်ဆိုင်ကတအားသေးနေဒီကောင်လည်းဘလို့မှအဆင်မပြေဘူး test time ကတော့ area area ဖြစ်နေပြီကျွန်တော်တို့ပုံမှန်တိုင်း1 to 1နဲ့ရိုက်မယ်ဆိုလို့ရှိရင်ဒါစလုံးဆိုင်ကတည်နေတယ်အဲ့အတွက်ကျွန်တော်ဘယ်လောက်ထားမလဲဆိုတော့1 to 4လောက်နဲ့ရိုက်ကြည့်မယ်နော်1 to 4လောက်နဲ့ရိုက်မယ် dt enter sum မဲ့ကလေး6မလဲကျွန်တော်0နော် okay ဒီချက်နည်းနည်းလေးထက်ကြည့်ခြင်းနဲ့အဲ့အတွက် annotated အပိုင်းမှာကျွန်တော်က wants to file လောက်နဲ့တုံးလိုက်မယ် dd မလဲကျွန်တော်0 okay class ရပြီเนาะမြန်မာ font လဲကျွန်တော်လိုချင်နေတယ်တကယ်တမ်းကျွန်တော်တို့7တင်မယ်ဆိုလို့ရှိရင်မြန်မာ font တုံးရတယ်เนาะ address ကျွန်တော် test time ကိုမြန်မာ font ပြောင်းလိုက်မယ် new တောင်းမယ်မြန်မာဖောင့်ဆိုရင်တော့အများဆုံးတုံးလို့အဆင်ပြေတာကကျွန်တော်တို့ win researcher ရှိတယ်เนาะ when researcher အတူကောက်ပဲကျွန်တော်ရေးတော့မယ်ရှင်းလမ်းပါ annotative okay ben when researcher ရှင်းလမ်းပါ annotative ဖွင့်တယ် apply set current okay ben wants to find a region တော့မယ်ပင်မဟာဗန်နူလာလန်ဒီနာကနော် ddn data စာမက်ကလေးချမလဲကျွန်တော်0 မဟာဘန်တုဒေါအောင်ချိုက်ကတချောင်းရှစ်နော်တန်ရလေโอเคတရှိမနော်ဂျန်နရီကော်ပီကိုယူလို့ရတယ်နည်းနည်းလေးကျွန်တော်လှည့်လာโอเคပင်းဒီဘက်ကော်ပီဒါဆိုရင်38လမ်းဒီကောင် တပည့်လေးနဲ့ပြင်မယ်ကျွန်တော်38လမ်း rotate okay move flow အ38လမ်းကဒီအောက်မှာလည်းရှိမယ်38လမ်းဒီကောင်ကြတော့38လမ်းတပည့်လေးနော်ဒီနေရာမှာကျွန်တော်ရှင်းပြလိုက်မယ်။ Okay. Copy. နော်38လမ်း ပြီးဒီဘက်ကကျွန်တော်တို့စိတ်ကမ်းတာလမ်းပေါ့နော်အဓိကလဲရမယ်โอเคနည်းနည်းလေးအဆင်ပြေလို့လှည့်ပြီးလာ copy အပေါ်ဘက်မှာလည်းကျွန်တော်ထည့်လိုက်မယ်ပြီးရင်ဒါကြတော့39လမ်းပေါ့နော်39လမ်း စင်းနဲ့ကိုโอเค copy နည်းနည်းလေးလှဲလာโอเคဒါဆိုရင်တော့ကျွန်တော်တို့အာ test တွေလည်းထည့်ပြီးပါနော် test တွေလည်းထည့်ပြီးပါပြီခဏဒီဘက်ပြေးရွှေ့လိုက်မယ် copy နဲ့ရွှေ့မယ်ကျွန်တော်နော်လိုအပ်ရင်ပြန်သုံးလို့ရအောင်နောက်အတိအကျရွှေ့ထားမယ်ဒီဘက်ကို เนาะဒါဆိုလို့ရှိရင်ဒီမှာတော့ cross selling ပေးနောက်မှာပေါ်နေတယ်690ပေးတယ်เนาะဒါဆိုကျွန်တော်ပေးတစ်ထောင်လောက်ရွှေ့လိုက်မယ်เนาะတစ်ထောင်ပေး angel sorry တရားဖြစ်သွားတယ်တစ်ထောင်ပေး auto ဖွင့်ပြီး okay ပါလို့ဆိုတော့လိုအပ်မယ်ဆိုလို့ရှိရင်ပြန်កောက်လို့ရအောင်เนาะပြန်ရွှေ့တဲ့အခါအတိအကျသိအောင်ကျွန်တော်ဒါရပြီဆိုရင်ကျွန်တော်ဘာလို့လဲဆိုတော့ not direction လို့ရတယ် not direction ဒီကောင်လေးပေါ့ ဒါကသူကဘလော့အနေနဲ့လည်းလာတယ်နော်ကျွန်တော်ဘလော့ဖိုင်နေရှိတယ်ဆိုလို့ရှိရင် copy paste နဲ့ယူသုံးလို့ရတယ်။ကောင်းပြန်ဆွဲလို့ရတယ်နော် notation လေး။ကဲဆွဲကြည့်အောင်ကျွန်တော်ဘလူးဆွဲမယ်ဆိုတော့ line လေးဆွဲလိုက်မယ်။ sorry ဝစ်နပ်ပွင့်မယ်။ auto paint ဒါမျိုးလေးပေါ့။ဒီကြလိုချင်45တွေပါလေလောက်ရတယ်နော်။45လောက်မယ်ဆိုကျွန်တော်ဒီကနေပူလာ45နဲ့နော်။ တိုင်းမျိုးလေးပေါ့ပင်တစ်ခုသွားမယ်ပင်ဝင်ရခေါအတူဖွင့်ခေါ rotate rotate ကိုကျွန်တော် copy နဲ့သွားမယ် sorry rotate ကို copy နဲ့နော်တိုင်းမျိုးလေး okay sketch ခေါ်လိုက်မယ် as you enter object land, object land. Is it already gone? By fail out one. Ben. And then here is your then here is your guy's route. Rotate it. Sketch one. Copy. Rotate go copy now. ปูลาพลายลีสังอันโอเคเป็นสกิชโฮมไหมที่ไปเลย မ်းလေးပေါ့နော်ပြန် trim ပေးမယ်နေ channel လိုက် trim လိုက်တော့ okay ရမယ်နော်ပြန် hash တွေ share ထားတာဒီကောင်းလေးอ่ะနော် h and dark ကိုကျွန်တော်က solid color နဲ့ change မယ်နော် solid color ပဲဒီအပိုင်းလေးတခုကျော်နဲ့ခြေသွားတယ် preview ကြည့် စင်ပြေတဲ့ right click ပြီးတော့အပေါ်မှာ not direction တင်ပြတာလေးပေါ့နော် and english font နေနဲ့ကျွန်တော် area နော် where to find it tt just of find ကို mc နဲ့တွန်းလိုက်မယ်နော် mere center မလဲကျွန်တော်0 and အကြီးရိုက်တယ်ပြီးတော့ move လုပ်တယ်ပေါ့ နော်ထိုင်နေလေပေါ့ပင်သူဘလော့ဖွင့်လိုက်လေရတယ် b under not direction ပြပိုင်းကလေးချပြပိုင်းပြ select object object select enter comma to block allow is building okay ဒါလည်းပြီးသွားပြီနော်ဒါကြောင့်ကျွန်တော်တို့အော်ဂျန်နေတယ် sorry ဘာဂျန်နေလဲကျွန်တော်တို့အဓိက propose site building ထဲဝဂျန်နေတယ်နော် prototype building ကကျွန်တော်တို့ဘယ်မှာကြည့်လို့ရမလဲဆိုတော့ကျွန်တော်ဆိုင်မပြရတယ်เนาะဘယ်ဟာကိုကြည့်ဆွဲရမလဲဆိုရဆိုင်ရကျွန်တော်เนาะ PDF attach နဲ့ကျွန်တော်ခေါ်လိုက်မယ်ကျွန်တော်ဘာခေါ်မလဲ building layout plan ကိုကျွန်တော်ခေါ်လိုက်မယ်เนาะ building layout plan မှာ sketch ကျွန်တော်ချက်လိုက်မယ်ကျွန်တော်ဘယ်လောက်ရှိမလဲဆိုတော့ P30 P30 နဲ့ဒီဘက်ကကျွန်တော်တို့ဘယ်လောက်ရှိမလဲ P50 ပေါ့เนาะ B 30 50နော် B 30 50ကျွန်တော်ဆွဲရမယ် B 30 50အတွက်ဒီမှာဆွဲမယ် rectangle တစ်ခုပေါ့နော် add can နဲ့50 B 30 B enter နော် building လေးထွက်မှရှိမယ် move လုပ်မယ်ပြန်တော့ hash ချလိုက်မယ်နော်ချိန်ရအောင် hash ချမယ် solid နဲ့မဟုတ်ဘူးကျွန်တော်တို့ NC31 တောင်းရမယ်เนาะ NC31 ဘယ်အရာကိုတော့ကျွန်တော်တို့ဘာနဲ့တွားလိုက်မလဲဆိုတော့အစင်းရောင်လေးနဲ့တွားလိုက်မယ်เนาะ gray နဲ့ apple white ဒီဘိုင်းလေးเนาะ preview ကြည့်အားစိတ်နေတဲ့အချိန်မှာ scale ပြင်နေကျွန်တော် preview ကြည့်เนาะနည်းနည်းစိတ်နေတည်တယ် preview okay ဒါမျိုးလေး နောက်ထပ်ကျွန်တော်ပါလို့ဒီလဲဆိုတော့ဒီနေရာမှာစာချဲဖို့လို့ဒီတယ် propose site building အရေးတွက်နောက် area နဲ့တုံးမယ်နော် area ကိုကျွန်တော်တို့ဘယ်လောက်လဲ wants to find ddn တော့ glitch ရတယ်မလဲချင်တော့0 cat flow ဖွင့်ပြီး propose site building ဘောဖလိုပြလိုက်မယ် โอเคတော့ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ site location plan ပိုင်းဆွဲရသွားပြီ Google Map ကနေ site location plan တခုဘယ်လိုဆွဲမလဲ AutoCAD ထဲမှာဘယ်လိုဆွဲမလဲဆိုတဲ့အပိုင်းကိုရသွားပြီလို့ယူဆပါတယ်โอเคကျေးဇူးတင်ပါတယ်